ကမ္ဘာပေါ်ကအချမ်းသာဆုံးနိုင်ငံ၅နိုင်ငံပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Crazy Angle နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကမ္ဘာအချမ်းသာဆုံးနိုင်ငံ၅နိုင်ငံအကြောင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီနိုင်ငံတွေကဘလို့ချမ်းသာလာကြသလဲဘလို့စီးပွားရေးမဟာဗျူဟာတွေကြောင့်ထိတ်တန့်နေရာကိုရောက်နေကြတာလဲဆိုတာကိုစတဲ့နဲ့အတူဒီဗီဒီယိုလေးမှာလေ့လာကြည့်ရှုကြည့်ကြပါစို့လားရှင် ကမ္ဘာအကျန်းသာဆုံးနိုင်ငံတွေကိုတိုင်းထားတဲ့အခါမှာ GDP Gross Domestic Product per capita ဆိုတဲ့တဦးချင်းပြန်မြ GDP ကိုအသုံးပြုပါတယ်။ဒီတိုင်းသာမှုကနိုင်ငံတနိုင်ငံရဲ့စီးပွားရေးအင်အားကိုအတိအကျဆုံးဖော်ပြပေးနိုင်တာပဲဖြစ်ပါတယ်ရှင်။ဂဲဒါဆိုရင်တော့ဗီဒီယိုလေးမှာဆက်ပြီးတော့လေ့လာကြည့်ရှုကြည့်ကြပါစို့လားရှင်။နောက်ဘက်က အိုင်ယာလန်နိုင်ငံကမ္ဘာအချမ်းသာဆုံးနိုင်ငံအဖြစ်နံပါတ်9နေရာမှာတော့အိုင်ယာလန်နိုင်ငံရက်တည်နေပါတယ်။အိုင်ယာလန်နိုင်ငံကနေပညာနဲ့စေဝါထုတ်လုပ်ရေးကဏ္ဍတွေမှာအလွန်အားကောင်းပါတယ်။အထူးသဖြင့်နေပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Google, Apple, Facebook တို့ရဲ့ဥရောပဌာနချုပ်တွေကအိုင်ယာလန်မှာတည်ရှိတာပဲဖြစ်ပါတယ်။အိုင်ယာလန်ရဲ့အခွန်မူဝါဒတွေကလည်းနိုင်ငံသားယင်းနှမြုံနယ်သူတွေကိုဆွေးဆောင်နိုင်ခဲ့ပါတယ်။ဒါအပြင်ပညာရေးစနစ်ကောင်းမွန်မှုလှူဒါန်းအင်အားရှိသေးမြန်မာမှုတွေကလည်းအ ယာလန်ကိုအောင်မြင်တဲ့နိုင်ငံအဖြစ်ယက်တီစေခဲ့ပါတယ်။ဒါ့အပြင်အယာလန်နိုင်ငံကစိန်းစိုလာပါရေရှုကင်းတွင်ရှေးဟောင်းရေတိုက်တွေနဲ့လည်းနာမည်ကျော်ကြားပါတယ်။ နံပါတ်၄စင်ကာပူနိုင်ငံစင်ကာပူနိုင်ငံအာရှတိုက်ရဲ့အစည်းအဝေးရဲ့အချက်အချာကြားတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။စင်ကာပူဟာကုန်သွယ်ရေးဗန္ဓာရေးနဲ့ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍတွေမှာအလွန်အားကောင်းပါတယ်။ဒါကြောင့်လည်းကမ္ဘာအချမ်းသာဆုံးနိုင်ငံအဖြစ်နံပါတ်၄နေရာမှာရပ်တည်နေတာပဲဖြစ်ပါတယ်။စင်ကာပူနိုင်ငံရဲ့အစိုးရကစည်းဝေးရေးအတွက်အထောက်အကူဖြစ်စေတဲ့မူဝါဒတွေကိုချမှတ်ခဲ့ပြီးတော့နိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွေကိုလည်းအားပေးခဲ့ပါတယ်။ ဒါအပြင်စင်ကာပူကပညာရေးစနစ်ကောင်းမွန်မှုနဲ့ဤပညာပိုင်းမှာလည်းအလွန်ထူးခြားပါတယ်။စင်ကာပူနိုင်ငံကအလွန်တန်ရှင်းပြီးတော့စီကံကောင်းမွန်တဲ့နိုင်ငံအဖြစ်လည်းလူသိများပါတယ်။နံပါတ်3ကာတာနိုင်ငံကမ္ဘာအချမ်းသာဆုံးနိုင်ငံအဖြစ်နံပါတ်3နေရာမှာရပ်တည်နေတဲ့ကာတာနိုင်ငံဟာရေနံနဲ့သဘာဝတန်ခွေအကျွေးဝါးတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ် ရေနံနဲ့သဘာဝတန်ခွေရောင်းချမှုကလည်းရရှိတဲ့ဝင်ငွေတွေကဂါတာနိုင်ငံရဲ့စီးပွားရေးကိုအဓိကအထောက်အကူဖြစ်စေပါတယ်။ဂါတာကအခြေခံအဆောက်အုံတွေမှာအများအပြားယင်းမြုံနိုင်ခဲ့ပြီးခင်မီမြို့ကြီးတွေကိုတည်ဆောက်ခဲ့ပါတယ်။၂၀၂၂ခုနှစ်မှာကမ္ဘာဖလားဘောလုံးပြိုင်ပွဲကိုအင်ရှင်အဖြစ်လက်ခံကျင်းပခဲ့တာကလည်းဂါတာနိုင်ငံကိုကမ္ဘာပိုတည်လာစေခဲ့ပါတယ်။ဂါတာနိုင်ငံကအစ္စလာမ်ယဉ်ကျေးမှုတလိထုံတန်းတွေကိုအလီးထားတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါရဲ့ရှင်။ နံပါတ်2မှတ်ကောင်းနိုင်ငံ မက်ဂါအိုကကမ္ဘာအကြီးဆုံးလောင်ကစားမြို့တော်တစ်ခုဖြစ်ပါတယ်။လောင်ကစားလုပ်ငန်းအနေနဲ့ရရှိတဲ့ဝင်ငွေတွေကမက်ဂါအိုရဲ့စီးပွားရေးကိုအဓိကထောက်ပံ့ပေးပါတယ်။မက်ဂါအိုကတရုတ်နိုင်ငံရဲ့အထူးအုပ်ချုပ်ရေးဒေသတစ်ခုဖြစ်ပြီးတော့တရုတ်နိုင်ငံနဲ့ဆက်သွယ်ရေးကောင်းမွန်ပါတယ်။ဒါအပြင် မက်ဂါအိုကခီးသွန်းလုပ်ငန်းမှာလည်းအလွန်အားကောင်းပါတယ်။ဒီအချက်တွေကြောင့်မက်ဂါအိုနိုင်ငံကကမ္ဘာအချမ်းသာဆုံးအဖြစ်နံပါတ်1နေရာမှာရပ်တည်နေရပဲဖြစ်ပါတယ်။မက်ဂါအိုနိုင်ငံရဲ့ထင်ရှားတဲ့အချက်ကတော့ရှီဟောင်းပေါ်တူဂီပြည်သူကလက်ရာများစွာကို တွေးမြင်နိုင်တာပဲဖြစ်ပါရဲ့ရှင်။နံပါတ်8 Luxembourg နိုင်ငံကမ္ဘာချမ်းသာဆုံးနိုင်ငံအဖြစ်နံပါတ်8နေရာမှာကတော့ Luxembourg နိုင်ငံရဲ့ယက်တိနေရာဖြစ်ပါရဲ့။ Luxembourg ကဥရောပရဲ့ဗဏ္ဍာရေးအချက်အချာကြတဲ့နိုင်ငံတစ်ခုဖြစ်ပါရဲ့။ ပန်းလုပ်ငန်းနဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေက Luxembourg ရဲ့စီးပွားရေးကိုအဓိကထောက်ပံ့ပေးပါတယ်။ Luxembourg ဟာဥရောပသမဂ္ဂရဲ့အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပြီးတော့ဥရောပထိုင်းရဲ့အလဲပဟိုမှာတည်ရှိပါတယ်။ဒါအပြင် Luxembourg ကနိုင်ငံကြီးတည်ငြိမ်မှုနဲ့အခွန်မူဝါဒကောင်းမွန်မှုတွေကြောင့်နိုင်ငံသားရင်းနှီးမြှုပ်နှံသူတွေကိုဆွေးဆောင်နိုင်ခဲ့ပါတယ်။ Luxembourg နိုင်ငံကဒီငယ်တော်လဲစိန်လန်လာပါတဲ့သဘာဝရှုခင်းနေနဲ့ပြည့်နေနေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာဆိုရင်တော့ပြည်သက်ကြီးအတွက်ကမ္ဘာအချမ်းသာဆုံးနိုင်ငံကနိုင်ငံအကြောင်းကိုခြေသက်တင်ဆက်ပေးကြရလဲဖြစ်ပါတယ်။ဒီနိုင်ငံတွေရဲ့အောင်မြင်မှုလိုအပ်ချက်တွေကိုလေ့လာပြီးတော့ခြေသက်လူနိုင်ငံအတွက်လည်းအကျိုးရှိစေမယ့်အချက်တွေကိုယူဆောင်နိုင်မယ်လို့မျှော်လင့်ပါတယ်ရှင်။နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုနဲ့အတူပြန်လည်ပြီးတော့ဆုံတွေ့ပါမယ်။ဗီဒီယိုလေးအစအနေအဆုံးတိုင်းကြည့်ရှုအားပေးကြတဲ့အတွက်လည်းတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။